မေရိကန်နဲ့ယူကရိန်းတို့လာမယ့်ပတ်တွင်တပ်တုတွင်းထွက်သဘောတူညီချက်လက်မှတ်ထိုးဖွဲ့ရှိအမေရိကန်နဲ့ယူကရိန်းတို့အကြားတပ်တုတွင်းထွက်အရင်းမြစ်ဆိုင်ရာကိစ္စတွေအပါအဝင်စီးပွားရေးသဘောတူညီချက်တစ်ခုကိုလာမယ့်သတင်းပတ်အတွင်းလက်မှတ်ရေးထိုးနိုင်ဖွယ်ရှိတယ်လို့အမေရိကန်ဗန်ဒါယီဝန်ကြီးရဲ့ပြောကြားချက်ကိုကိုကပြီးရိုက်တာသတင်းမှာဖော်ပြပါတယ်။မနေ့ကမလတ်26ရက်က for new နဲ့ interview တစ်ခုမှာ American ဘန်ဒါရေးဝန်ကြီး Scott Bessekan အခုလိုဖြေကြားခဲ့ပြီး American သမ္မတ Donald Trump လိုအပ်လာရင် Russia ပေါ်ပိတ်ဆို့ရေးယူမှုတွေထပ်သွိုးလုပ်ဖို့လဲသုံးဆုံနေမှာမဟုတ်ဘူးလို့ဆိုပါတယ်။လက်ရှိမှာစီးပွားရေးသဘောတူညီချက်နဲ့ပတ်သက်တဲ့မူကြမ်းကို Ukraine ဘက်ကတုံ့တက်နေပြီးဒီသဘောတူညီချက်နဲ့ပတ်သက်လို့လာမယ့်ရက်သက်သက်ပတ်ထဲမှာဆွေးနွေးမှုတွေအပြည့်တက်ဖို့ရှိတယ်လို့သဘောတူညီချက်လက်မှတ်ထိုးနိုင်ဖို့လဲရှိတယ်လို့ Bessie ကပြောခဲ့တာပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကယူကရိန်းနဲ့တပ်တုပ်တွင်ဆိုင်ရာသဘောတူညီချက်ကိုမကြခင်မှာလက်မှတ်ထိုးနိုင်မယ်လို့မျှော်လင့်ကြောင်းပြီးခဲ့တဲ့မတ်လ24ရက်မှာပြောခဲ့ပါတယ်။အမေရိကန်ကဂျာဝင်ဆက်ဆက်ပေးထားတဲ့စွန့်ရင်ဆိုင်ရာအခြေခံအဆောက်အုံတွေကိုမတိုက်ခိုက်ရေးသဘောတူညီချက်ကိုဖောက်ဖျက်တယ်လို့ယူကရိန်းနဲ့ရုရှားနှစ်ဖက်လုံးကအပြင်းထန်ဆုတ်ဆွဲထားပါတယ်။ယူကရိန်းသမ္မတဆီလမ်စကီကမော်စကိုအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေထပ်တိုးလုပ်ဖို့တိုက်တွန်းထားပြီး ီအတွက်စကော့ဘက်ဆက်ကလိုအပ်လာရင်အမေရိကန်ကရုရှားပေါ်ပိတ်ဆို့မှုတွေထပ်သွင်းမယ်လို့ပြောခဲ့တာဖြစ်ပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်